စနစ်ကူဓမ္မတဲ့ကရရတဲ့နှုတ်ကပတ်တော်ဖြစ်မယ်မတဲအခန်းကြီးခွန်အငယ်ခွန်အငယ်ခွန်ပေါ့နော်အငယ်ခွန်ရှစ်နေမှာတောင်းကြလို့တောင်းလင်ရမည်ရှာကြလို့ရှာလင်တွေ့မည်တကားကိုခောက်ကြလို့ခောက်လင်ပွင့်မည်တောင်းတော်သူမည်ဒီကရ၏ရှာတော်သူလည်းတွေ့၏ 口多多阿嘞，大家个可以 <Amen. S 1>。阿妹，八多多那个八多，要是来发现搞唔起事的，大家生的是狗腿妈嘞，可怜的就说他嘞，压力屁巴的。大概这个第六个八多个，得苦尽多呀没，拥挤多的对，而且东家起来，倒霉下妹、靠妹，刀下靠不？刚才阿那刀下靠。 ဒါပေမဲ့ကျွန်တော်တို့တောင်းမယ်လို့ပြောတဲ့အတိုင်းတောင်းတိုင်းရသလားရမရပါဘူးเนาะတကယ်ကျွန်တော်တို့ကတောင်းတော့တောင်းနေတယ်ဖရားရဲ့စိတ်ဖရားရဲ့နှလုံးသားနဲ့မထိတွေ့တဲ့ဆုတောင်းချက်တွေပါပဲဒါကြောင့်ခရိယံတော်တော်များများက တောင်းပြီးမရတဲ့အခါမှာမရတော့ရမှာလည်းမဟုတ်ပါဘူးဆိုပြီးတော့မတောင်းတဲ့ခရိယံတွေလည်းအများကြီးရှိပါတယ် 这样经常表现呢？经到都当嘞输个，麻丈没压得嘞，说新丫头个屁股背她嘞，新亚狗背他嘞屁股，经到都记得看嘛，麻丈没压得嘞，新丫头啊看见，喏，新丫头啊看见不老嘞，几下哦，喏，新丫头啊看见嘞啊眼懂嘛，不对呀，新丫头，新丫头看见嘞啊眼懂嘛。 新牙狗咬了啥？牙狗咬了啥？看你两眼懂嘛！树洞里嘞，干嘛工看啥呀？阿婆？细细亲啊，阿来当到家，没阿家。婆娘那谁做呢？没对题的，树洞底啊，没有内部。但是今朝如个找到找呢，婆娘阿罗罗那你来，么你不来？ ဖျားတောင်းခိုင်းသလားမတောင်းခိုင်းသလားဒီနေ့ယုံကြည်သူခရိယန်တော်တော်များများကဖုံးတလုံးကို အာရပါရကိုတယောက်တည်းပြောတဲ့ပုံစံပဲဆုတောင်းတယ်ဆိုတာအပြန်အလှန်ရှိရမယ်လေသဘောကဖုံးတလုံးကိုကင်ပြီးတော့ကိုပြောချင်တဲ့စကားလူကိုကျွန်တော်တို့ခေါ်လိုက်ပြီဟာလိုဟာလိုခေါ်ပြီးတော့ကျွန်တော်တို့ပြောနေပြီ ကိုကြီးပဲဆွပြောတယ်ပြောပြောပြောသူ့ဘက်ကဘာပြန်ပြောလဲမသိဘူးကိုပြောတော့ပြီးတာနဲ့ဂွက်ခနဲ့ချလိုက်တဲ့အခါမှာဘာမှလည်းအဖြေမရလိုက်ဒီနေ့ယုံကြည်သူတိုင်းကအဲ့ဒီလိုဖြစ်သွားတာအင်းဒါကြောင့်ကျွန်တော်တို့ကကိုတောင်းချင်တာကိုပဲသိပြီးဖယားကဘာပြန်ပြောသလဲဆိုတာကို အချိန်လေးတော့မစောင့်နိုင်တာကကျွန်တော်တို့ယုံကြည်သူတွေပဲမဟုတ်ဘူးလားဟုတ်လားမဟုတ်ဘူးလားဟုတ်တယ်ဟုတ်တယ် ဒါကြောင့်ကိုတောင်းချင်တာမတောင်းနဲ့ပဲနဲ့ဖះတောင်းခိုင်းတာပါလဲဆိုတာတမာတရားနဲ့ကျွန်တော်တို့သွားရမှာဖြစ်တယ်ဖះပါတောင်းခိုင်းတာဟုတ်ကဲ့နော်မတောင်းပဲနဲ့လောကရာက အဖြစ်ပြီးသားလေဘာကိုပြောတာလဲမသက်6 33နိုင်ငံတော်နဲ့ဖြောက်မှချစ်တရားကိုရှေ့ဦးစွာရှာသူရှာခိုင်းတာအပေးယူလုတ်တဲ့ဖះသူ့ဘက်ကိုဦးစားအမြန်ပေးသူ့ကိုမြန်မြန်ဦးစားပေးပြီးတော့နောက်မှာ လိုသောအရာကိုပေးမယ်ဆိုတာပြောပြီးသားလိုသောအရာပေးပြီးမှကျွန်တော်တို့ကသူ့အတွက် လုပ်မယ်ဆိုတာမဟုတ်ဘူးအဲ့ဒီနှုတ်ကပတ်တော်မဟုတ်နိုင်ငံတော်နဲ့ဖြောင်းမှချင်းတရားကိုရှေ့ဥစွာရှာနှုတ်မှလိုသောအရာကျွန်တော်တို့ရဲ့စာခွင့်နေရေးကမတောင်းပဲနဲ့ရသောအရာတွေဖြစ်နေတယ်သင်ပင်ပင်ပန်းပန်းတောင်းเสียမလိုဘူးစာခွင့်နေရေးကလိုရင်လိုသလို့ သင်ကိုမပေးဖရာမျက်နှာပြက်မှာပေါ့တရားဖရာသိခါကြတော့ဒါကြောင့်သင်ကောင်းကြီးခံစားဖို့ကဖရာကသိပြီးသားဘာပေးရမလဲဒါမဲ့ကျွန်တော်တို့ကတလွဲတောင်းတယ်တဲ့ကာမဂုဏ်စိစိခံစားဖို့ပဲကျွန်တော်တို့လိုဘက်တွေကိုတောင်းကြတာများပါတယ် ဒါကြောင့်ဘာကိုတောင်းရမလဲဆိုတော့နှုတ်ကပတ်တော်နဲ့သွားရအောင်နံပါတ်1တောင်းကြလို့ဆိုတဲ့အပိုက်ကိုကျွန်တော်သွားမယ်အချက်၃ချက်ကိုတောင်းဖို့လိုတယ်တစ်ကောခိုင်းရေးစနစ်အငယ်ခွန်မှာယုံကြည်သူအရောက်စီတိုင်းတောင်းရမှာဝိညာဉ်စုကျေစုပဲအာမင်ဖရာသခင်ကျွန်တော်တို့ကိုဝိညာဉ်စုကျေစုသုံးလောင်းပေးပါဝိညာဉ်စုကျေစုကခရိယာအသက်တာမှာအရေးကြီးဆုံးဖြစ်တယ်ဒါကြောင့် ကျွန်တော်တို့ဘာတောင်းရမလဲဝိညာဉ်စုဂျေစုကိုတောင်းပါဘာကြောင့်လဲဘာကြောင့်တောင်းတာလဲကောင်းသော အကျိုးအလွန်ငါသာလူအသီးသီးတို့ကထင်ရှားစွာ ပေးတဲ့အရာကဝိညာဉ်စုဂျေစုဖြစ်နေတယ်ဒါပေမဲ့ကျွန်တော်တို့ကအဲ့ဒါကို တောင်းဖို့မေ့နေတယ်ဒါကြောင့်တစ်ခေါ်ခိုင်းစက်တဲ့အငယ်ခွန်မှာကျွန်တော်တို့ဘာတောင်းရမလဲဆိုတဲ့အချက်ကအဲ့ဒီမှာဖော်ပြထားပြီတောင်းမှရမှာဗါလဲ ဝိညာဉ်စုကျေစုကိုမျိုးရှိတယ်သင်ဘယ်နှခုတောင်းထားလဲဘယ်နှခုရနေပြီလဲအဖြေရပြီလားသင်တောင်းထားတဲ့စုကျေစု ကိုမျိုးထဲမှာဘာစုတွေရထားလဲလက်တွေကျင့်သုံးသွားဖို့နံပါတ်1အရေးကြီးတယ်ဒါကြောင့်နံပါတ်1တောင်းရမယ့်အရာကလောကစည်းစိမ်ရွှေငွေဥစ္စာယတနာမဟုတ်ဘူးကားတွေတိုက်တဲ့အိမ်တွေမဟုတ်ဘူးဝိညာဉ်စုကျေစုအဲမှာ တစုံတစ်ခုကိုရပြီဆိုရင်ဖယားသင့်ကိုတစားဆင်းပြီးအသုံးပြုပြီအဲဆုကျေစုလိုအပ်တယ်ဒုတိယတောင်းရမယ်အချက်ကနှုတ်ကပတ်တော်နားလည်ဖို့ဝိညာဉ်တော်ကိုတောင်းပါကြမ်းချက်နဲ့ကျွန်တော်ပြင်းမယ်ကျင်တို့ဗမာလူရေးထားတဲ့နှုတ်ကပတ်တော်ကိုနားမနေနိုင်အောင်အနဲ့ပြန်လို့မရနိုင်အောင်တရားခေါ်ချက်ထွက်မလာနိုင်အောင်ဒီနေ့နားမလည်နိုင်အောင် ဖြစ်ရတဲ့အကြောင်းကြီးကဝိညာဉ်တော်က သင်မှမတောင်းတာဝိညာဉ်တော်ကိုနားလည်ဖို့တောင်းလေတရားသမာကျမ်းစာတစ်ပိုက်ကိုပြန်ဖတ်ကြည့်မှာနိပေအခန်းကြီး1 20 21ဟာသင်ကျမ်းစာဖတ်တဲ့အခါတိုင်းဝိညာဉ်တော်ဖရားနားလည်နိုင်ဖို့မှစပါ ကိုတော်ဤနှုတ်တော်ထွက်စကားကလူစကားမဟုတ်ပါဖရားစကားဖြစ်သောကြောင့်တာမန်လူတာမန်ဦးနှောက်နဲ့လုံးဝနားမလည်နိုင်ပါ ဝိညာဉ်တော်ဖရာဖွင့်ပြမှာတာလင်းနားလေမဲ့တွေ့ကြောက်ဝိညာဉ်တော်ဖရာဒီနှုတ်ကပတ်တော်ကို နားလေနိုင်ဖို့ဉာဏ်ပညာပေးပါ နားလေနိုင်ဖို့ဝိညာဉ်တော်ဖွင့်ပြပါလို့သင်ဆုတောင်းရမှာဖြစ်တယ်။ထောင်းကြလို့ဆိုတာအဲ့ဒီအပိုင်းတွေကိုကျွန်တော်တို့ဦးစားပေးရမှာ ဖြစ်တယ်ဆိုတာကိုဉာဏ်ကိုဘောင်တော်မတွေကိုသိချင်တယ်။နှစ်ခုရှိသွားပြီ။ပထမပါတောင်းမလဲ။ ဝိညာဉ်စုကျေစုဒုတိယဘာသောင်းလဲနှုတ်ကပတ်တော်နားလေနှုတ်ကပတ်တော်ကိုနားလေပို့ဝိညာဉ်တော်ကိုနံပါတ်3သင်ပိုင်ဆိုင်ရမယ်အမွေအစစ်မှဘာလဲအဲ့ဒါတောင်းပါဝိညာဉ်အဲ့ဒီသုံးချက်ပြည့်ပြီဆိုရင်လောကစည်းစိမ်လောက အရာကမတောင်းဘဲနဲ့ရတယ်ဆိုတာသဘောပေါက်လိုက်တော့အာမင်သင်တောင်းရမယ်အချက်သုံးချက်က 那那不怎个嘞？白菜也没五块钱个张吧？那苦苗都啥了？俺也想。见来就马喽，用钱多嘞，没两你的阿达吧。么表里头嘞，最水那几个毛弄么哩？那么可比了，牛是洁白了，树长白吧？么表里头嘞，最能干几个？表里不所有我们的表里不。 收党费吧，冇表来嘞，咋了、anyway, 没得？表来不收党费吧？啊里文人啊，打仗不晓得，领导人当得落呀嘞，文人撇得着交，干部村员们钢筋般那个文人没撇得，带来冇搞嘞冇，学来冇学来冇，等到你嘞，爱你下来，毛不大的差额们拢上撇得，领导们呀个，领导不得到水牛大金爷文人的。 ပြောင်းလဲပြီလားဒီဝိညာဉ်ကိုသင်အပိုင်ရပြီလားဒါကြောင့်တောင်းရမယ့်အချက်ကအဓိက အချက်ဘယ်နှချက်လဲ၃ချက်ရှိတယ်ဆိုတာကိုဒီနေ့နားလည်စေချင်တယ်ဒုတိယတစ်ချက်ကတော့ဘာလဲရှားပါရှားပါဆိုတော့ဘာတွေရှားနေတာလဲလောကစည်းစိမ်ကိုပဲလောကကြီးမှာမြေကြီးပေါ်မှာမျက်စိရောက်ပြီးတော့ ကျဲ့ရက်တလို့ရှာနေကြတာမဟုတ်ဘူးလားလောကကြီးမှာကျွန်တော်တို့မြေကြီးမှာပဲအချိန်ကုန်တဲ့တောင်ရစိုက်တဲ့လူကလည်းသူ့တောင်ရဘယ်တော့စပန်းထွက်မလဲကြောက်တူးတဲ့လူကလည်းမြေကြီးကိုကုန်းယုံပြီးတော့တူးနေတဲ့ကြောက်ကောင်းတဲ့တပွင့်ဘလို့ရမလဲဒါတွေပဲရှာနေတယ်မဟုတ်လားရွှေကျင်တဲ့လူကလည်းမြေကြီးမှာပဲအားလုံးလောက အရာကြီးတဲ့မှာပဲအထက်အရာကိုတခါမှမရှာတော့ ဒီနေ့ရှားကြလို့ဆိုတဲ့အပိုင်းလေးတစ်ခုကိုကျွန်တော်သိစေချင်တယ်ချစ်တော်ညီကောင်မမတို့အလွဲမတောင်းကြတော့နဲ့ဒီနေ့သူပါရှာခိုင်းတယ်လေဖယားပါရှာခိုင်းတယ်လေဖယားမျက်နှာကိုရှာပါမျက်မှောက်တော်ကိုရှာပါသင်မျက်မှောက်တော်ထဲမှာရှိနေရမယ်ကျမ်းပိုက်ပြောမယ်ဟေရှာယ95နော်ဟေရှာယ95အငယ်6မှာပါတယ်ဖယားမျက်နှာကိုရှာပါဖယားမျက်မှောက်တော်ထဲကထွက်မသွားပါနဲ့ ဖယားမျက်နှာကိုရှာပါကျွန်တော်တို့ကလူမျက်နှာကိုရှာတယ်ခက်ခဲပြီဆိုလူတွေတတိရတယ်ကိုကိုညီထားတဲ့လူတွေကိုတတိရငါတုံးကခက်ခဲတော့ငါကိုညီထားတယ်ငါအလက်ကြတော့လေ तू ကကိုညီမှာပဲဆိုပြီးတော့လူရဲ့အတွေးခေါ်တဲ့မှာကိုကိုညီထားတဲ့လူတွေကိုပဲတတိရတယ်ဖယားစီကိုအရင်သွားတာမဟုတ်ဘူးကျမ်းမာရေးချုပ်တယ်လေလူတွေစီပဲဆရာဝန်နဲ့ဆေးပဲ ဘုရားစီကိုသွားတာမဟုတ်ဘူးနောက်ဆုံးအဆင့်မှာဘုရားကို ရောက်တာပါအားလုံးကျွန်တော်တို့ဆင်ခြင်ရရအောင်နှလုံးသားထဲမှာဒီနေ့ရှားကြလို့လူပဲရှားတာမဟုတ်လားတရားလူကိုကိုးစားခြင်းကအမင်္ဂလာပဲလို့ကျမ်းစာမှာရေးထားတယ်လေကျွန်တော်တို့ကိုးစားရမှာဖခင်ဘာကိုရှာရမလဲဖခင်ရဲ့မျက်နာရှာရမလဲနောက်ဘာကိုရှာရမလဲနံပါတ်1ရှာရမယ်အထက်မှာခုနဖခင်မျက်နာရှာမယ်နံပါတ်2က ပျောက်ဆုံးဝိညာဉ်ကိုရှာရမယ်လုကာ19ထဲမှာအငယ်30မှာတန်ဖိုးကြီးလာတော့ပျောက်ဆုံးလူသားတွေပျောက်သောသူကိုဗာလဲပျောက်သောသူကိုရှာဖို့လာတယ်လို့ပြောတယ်ခရစ်တော်ကိုယ်တိုင်ပျောက်ဆုံးသောဝိညာဉ်တွေကိုရှာဖို့လာတဲ့ဖရာဖြစ်တယ်ဒါကြောင့်ကျွန်တော်တို့ဘာရှာသလဲလောကစည်းစိမ်ရွှေငွေဥစ္စာယတနာတွေကိုပဲရှာနေသလားသူတံပိုးထားတဲ့ဝိညာဉ်ကိုကျွန်တော်တို့မရှာတော့ဘူးလား ဒုတိယရှာရမယ်ချက်ကဘာလဲလုကာ19အငယ်30မှာခရစ်တော်ကိုယ်တိုင်ဘာပြောလဲလုကာလုကာကိုကြည့်အောင်လုကာနော်လုကာ30လာဟုတ်ပြီပြီကျွန်တော်မားသလားကျွန်တော်ခဏလေးပြန်ကြည့်ပြင်တော့နော်လုကာ30နော်ဆရာပြောတာ19အငယ်30လို့ပြောတာအဲလုကာ19 19လောကဆက်ကောအငယ်30လို့ပြောတယ်ဆရာအဲပါရေးထားလေအဲ့ဒီမှာခဏဖတ်ရအောင် ်ရောက်တော့သူ့ကိုကဲတင်အံ့တော့ငါလောကသူစေချော့တော့ငွေရောက်တယ်လူသားဒီလူသားဆိုတာသူ့ကိုသူလူသားပုံစံနဲ့လာလို့လူသားအသွေးသားနဲ့လာတဲ့အတွက်လူသားဒီပျောက်တော့သူတို့ကိုရှာရကဲတင်ချင်းကကြွလာတည်းဟုဇက်ကအမိန်တော်မူဇက်ကအမိန်တော်မူ yes that's right အာမင်ဒါဆိုရင်ကျွန်တော်တို့ဘာရှာရမလဲပျောက်တော်သူရှာပါတောက်ဆုံးအဲ့ဒီပျောက်တော်သူကတင့်ပတ်ဝန်းကျင်မှာတပုံကြီးရှိတယ်အာမင် ဒါကိုသင်မရှာဘဲနဲ့ကြော်သွားတာသင်ရှာနေတာကလောကစီစဉ်ဖြစ်နေတယ်နောက်တစ်ခုနံပါတ်3ရှာပါဆိုတဲ့3ချက်ကိုဘာရှာရမလဲနော်ဒီနေ့ဖယားကသူ့ကိုသူကပြောက်နေတာမဟုတ်ဘူးသူ့ကိုအတွေ့ခံပြီးတော့ဖယားကကျွန်တော်တို့ကိုရှာနေတာကိုသင်သဘောပေါက်ဖို့လိုတယ်နံပါတ်3ကဖယားကကိုကိုလိုက်ရှာနေတာ နော်ဖယားမျက်စိကန်းနေတာမဟုတ်ဘူးအပြစ်သားဖြစ်တဲ့အာဒံအေဝါကိုမင်းတို့ပမာနေတယ်လေမျက်စိကန်းလို့ပြောနေတာမဟုတ်ဘူးဖယားရဲ့မျက်မှောက်တော်ထဲကထွက်သွားလို့ဒါကြောင့်ကျွန်တော်တို့ဒီမျက်မှောက်တော်ထဲမှာမနေဘဲနဲ့ထွက်သွားတဲ့လူတိုင်းကပြောက်နေတယ်ဒါကြောင့်ဖယားသည်ကျွန်တော်တို့ကိုရှာနေတယ်အဲ့ဒီရှာခြင်းထဲမှာသင်သည်တန်ဖိုးရှိလို့အရှာခံရတဲ့လူသားဖြစ်တယ်ဆိုတာကိုနားလည်သဘောပေါက်ဖို့လိုတယ်နံပါတ်3 ခောက်ကြတော့ဘာတွေကိုခောက်နေတာလဲဒီနေ့ကျွန်တော်တို့ခောက်တဲ့အရာပါတယ်ဘာတွေခောက်နေတာလဲကျွန်တော်တို့မိတ္တဟာယဒကားကိုခောက်ရမယ်မိတ္တယဖွဲ့ခြင်းတာဒကားခောက်ဘာကိုခောက်ရမယ်အေးမိတ္တယဖွဲ့ခြင်းဆိုတာဒကားခောက်တာပဲသူတို့နှလုံးသားတွေကိုကိုယ့်ရဲ့သက်သေခံချက်အဖြစ်သူ့ရဲ့နှလုံးသားဒကားဖွင့်သွားမှုသက်သေခံချက်ကတရားဟောတာထက် အစပေါင်းများစွာကိုလူကိုတိဆောက်ပေးတာတသက်ခံချက်ပဲဒါကြောင့်အသိန်းတော်တွေမှာဟုံးဆဲတွေမှာတသက်ခံချက်အကောင်းဆုံးဟာတသက်လုံးမမြင်ပြီတယောက်ရဲ့တသက်ခံချက်ခါပြင်တယောက်ကခွန်အားရပြီအပြိုင်အဆိုင်တသက်ခံခြင်းအစီအစဉ်ဟာ ဟုံးဆဲတိုင်းမှာ လုပ်လို့ရတယ်အသိန်းတော်မှာသင်သွားရှာရှည်လို့မရဘူးအသိန်းတော်ကသူ့အချိန်ကာလနဲ့ကန့်တတ်ထားတယ် တက်သေးခံရင်လေတက်ပြီးတော့တက်သေးတာခံတယ်အိုးအိမ်ကမကောင်းရောက်ရောက်ကြမကောင်းကြောင်းမိမမကောင်းကြောင်းသားသမီးတွေပြောမရဆိုဒါတွေပဲတက်သေးခံတော့ဖယားကောင်းမြတ်ခြင်းကပါမလားပြန်ဖို့တကယ်ကျွန်တော်တို့ရဲ့သတိထားရမှာကိုယ့်ရဲ့တက်သေးခံချက်တကားခောက်ပေးပါကိုတက်သေးခံတဲ့အခါတိုင်းမှာလူရဲ့နှလုံးသားတွေကိုတကားခောက်ပေးတာ ਨੇ အတူတူပဲဒါကြောင့်တကားပွင့်ဖို့နော်ခောက်ပေးပါနောက်နံပါတ်1 ပိတ်ထားသော စိတ်နှလုံးတကားကိုခောက်ပါဗျာဒိတ်30မှာခရစ်တော်ကိုယ်တိုင်ငါသည်တကားရှိမှရက်လက်ကလူရဲ့နှလုံးသားကပိတ်ဆို့ထားတယ်မဖွင့်ပရင်နှုတ်ကပတ်တော့ဘလုံးမဝဖွင့်ဝင်နှလုံးသားတကားမဖွင့်ရင်နှုတ်ကပတ်တော့ကိုဘလောက်ပဲကြာကြာဒီကကြာဘဲကကြာနာကညာကထွက်ညာကကြာရင်လည်းဘဲဘဲထွက်သွားမှာပဲ အတွင်းနှလုံးသားထဲကို ရောက်လာဖို့အတွက်စိတ်နှလုံးတကားကိုယေရှုကိုယ်တိုင်ကခောက်တယ်တဲ့ဒီနေ့ကျွန်တော်တို့လူသားတွေရဲ့နှလုံးသားကိုခောက်ပေးပါနှလုံးသားတကားဖွင့်မှသာထိုခရစ်တော်ကိုနှုတ်ရှာပါစက်ကဝန်ခံပြီးတော့အတွင်းနှလုံးသားကနေယေရှုခရစ်တော်ကို ခေါ်ဖိတ်လက်ခံတဲ့အတိနှလုံးသားတကားကိုခောက်ပေးပါနံပါတ်2ရှိနံပါတ်3တရားဟောရမယ့်တကားတွေကိုဖွင့်ခောက်ပေးပါ ဒီနေ့နေရာတိုင်းမှာပိတ်ဆို့နေတယ်အသင်းတော်တွေလည်းဒီတိုင်းပဲအေးဝင်ကလေးလက်မခံတဲ့အသင်းတော်ဟာတကားပိတ်ထားပြီသူတို့ဘယ်အသင်းတော်ကလာလာဘယ်ဆရာပဲလာလာယေရှုလာရင်တောင်မှသူတို့ခွင့်မပေးနိုင်ဘူးအဲ့လောက်အထိအသင်းတော်တွေပိတ်ထားပြီ သူတို့သတ်မှတ်ထားတဲ့ဂိုင်းကနာမဟုတ်ရင်လက်မခံဘူးသူတို့သတ်မှတ်တဲ့ဆရာမဟုတ်ရင်လက်မခံဘူးဘလောက်ပဲဝိညာဉ်တော်ပြည့်ဝပြည့်ဝတကားပိတ်ထားသောအသိတော်တွေအများကြီးရှိဒါကြောင့်ထိုတကားပိတ်ထားတဲ့အရာတွေကိုသင်တို့ဖွင့်ဖို့ဒီနေ့လိုအပ်ပါတယ်ဆိုတဲ့အကြောင်းတရားဟောရမယ်တကားကို ဖွင့်ဖို့ရှင်ဘောလူကိုယ်တိုင်ကောလောသဲအခန်းကြီးလေးအငယ်လေးခဏလေးဖွင့်ကြည့်အောင်ကောလောသဲအခန်းကြီး ကောလိုတဲကောလိုတဲမှာဘာကိုဖွင့်ရမလဲဆိုတော့နော်ကောလိုတဲဘလောက်အကန့်ကြီးလေးကိုကြည့်အောင်ဟုတ်ပြီကောလိုတဲအကန့်ကြီးလေးနော်ဟုတ်ပြီကောလိုတဲအကန့်ကြီးလေးအငယ်လေးမှာနော်ကျွန်တော်တို့ဘာကိုတကားဖွင့်ရမလဲတောင်းကြလို့ နော်ရှာကြလို့ခောက်ကြလို့ဘာတကားကိုသွားခောက်မလဲတရားခေါ်ရမယ်တကားပွင့်အောင်ခမားခောက်ဒီပါကိုလသက်ခန်းကြီးလေးအငယ်လေးပါရိတ်ထားတယ်လေကြည့်အောင်နော်ထိုနှစ်နေသော အရာကိုခေါ်ပြောစီခြင်းကဖယားတကယ်ဒီတရားခေါ်ရတကားကိုငါတို့အဖွင့်ပေးတော်မူမိအကြောင်းကို၎င်းထိုနှစ်နေသော အရာကိုဟောပြောအပ်သည်နှင့်အညီငါဖော်ပြမည်အကြောင်းကို၎င်းငါတို့အဖို့ရှုတောင်းကြလောတရားဟောရမယ်တကားကိုပွင့်သွားဖို့အတွက်အသင်းတော်တွေပိတ်ဆို့နေတဲ့အသင်းတော်တွေဝိညာဉ်ရေးကလက်မခံတဲ့အသင်းတော်တွေအတွက်ဆုတောင်းပေးပါတရားခေါ်ရမယ်တကားပွင့်သွားသေးတယ်အောင်သင်တို့ဆုတောင်းပေးဖို့လိုတယ်။နောက်ဘယ်နေရာကို ပြောသေးလဲ။နှစ်ကောအခန်းကြီးနှစ် အငယ်၁၂နှစ်မှာနှစ်ကောအခန်းကြီးနှစ်နော်နှစ်ကောအခန်းကြီးနှစ်ဟုတ်ပြီအငယ်၁၂နှစ်မှာနော်ဘာပြောထားသလဲထို့မှတပါခရစ်တော်ဤအေးဝင်ဂလိတရားကိုဟောပြောခြင်းကတာယောမျိုးတို့ငါရောက်၍ဘုရားသခင်သည်ငါအားတကားကိုဖိန့်တော်မူမည် 碰到木多阿卡，对啦，做手刀嘛，对这个碰到。那样叫那罗迪内阿萨达嘛，这样好呀嘛，这个我我碰背不熟的，不老嘛，好老嘛，没亚的。那样下家罗，张家罗，下家罗，口家罗是那迪阿派的，我叫那罗乌沙背不到，老婆罗嘞，说嘞叫我叫那表现别的。那样接到尼古曼曼罗阿萨达嘛。 သင်ဘယ်နေရာမှာပဲရောက်ရောက်ပါကျွန်တော်တို့မြန်မာတိုင်းရင်းသားလူမျိုး135မျိုးကကဘာကို ပြတ်နှံ့သွားပြီဒါကဖရာရဲ့စီမံကိန်းတက်မှာသင်တို့ပါနေတယ်သင်တို့ကိုပြတ်နှံ့အောင်ဖရာဘာကြောင့်ပို့သလဲသူ့ရဲ့အမှုတော်မြတ်ကြီးထဲမှာဒတောင့်တနေရာသုံးကဏ္ဍကို ခိုင်းနေပြီဖြစ်တယ်ဒီသုံးကဏ္ဍကခဏခဏကျွန်တော်သတိပေးမယ်နော်ယေရမိ48 那，俺爷子说呗，你总跟他妈挣到八万没了，掏了便宜，俺没得过，九十二月没上月多读，景色真不堪。咱家你总给我背他的，俺没得过，总给我十张千篇，俺没得上吧，背个千篇，俺没得上吧，看了十个人十个，俺能听阿片。 ဒီနေ့အဆုံးတိုင်အောင်တည်ကြည်ပြီးတော့အမှုတော်ဆောင်လိုက်ပါကြိုးစားမှရမယ်အချက်ကဒီသုံးချက်နဲ့သွားခိုင်းတာဖြစ်တယ်။ဟုတ်ပါမယ်ပေးကမ်းမယ်နောက်တစ်ခုကပါလဲဆရာခန္ဓာစိတ်ဝင်တော့စက်ကအနန္တခန္ဓာချိန်ပြည့်အမှုတော်မှာပါဝင်လိုက်တာအေးနော်လေရှုတောင်းပေးလို့အမှုတော်ဆောင်လို့ရတယ်စ조사ပြီးအမှုတော်ဆောင်ပါနော်အလုတ်လုတ်ပါရတဲ့ကောက်ကောင်းကြီးကိုမနှမျောပါနဲ့ပေးကမ်းလိုက်ပါဆယ်ဖို့တဖို့ပေးုံနဲ့မကျေနပ်ပါနဲ့ ကိုဘုတ်တဲကလည်းပေးပါဆေဘုတ်တဖို့ကတင်းအလူငွေထဲ့တယ်လို့ဘယ်တော့မှမပြောနဲ့ဖရားလုံးဝမကြိုက်ဘူးဆေဘုတ်တဖို့ကငါအလူငွေပေးလိုက်ပြီလို့ဘယ်တော့မှမပြောမှုစင်နဲ့ငါဥစ္စာငါကိုပေးလို့ပြောတာသူဥစ္စာအလူမဟုတ်ဘူးတာကသူပြန်တောင်းတာကငါဥစ္စာငါကိုပေးငါအိမ်တော်၌စားစရာရှိစေခြင်းကအိမ်တော်အမှုကိုဘယ်သူပြုတ်သဲဆေဘုတ်တဖို့နဲ့ဒီနေ့ လွဲနေတဲ့ခရိယာနဲ့အများကြီးပဲဆယ်ဖို့တဖို့နဲ့ဖျားเจ้าဝဲတာတို့မြေကွက်ဝါတာတို့ထိုင်ကုန်ဝဲတာတို့အဲ့ဒါတွေကလွဲမသောအဆုံးပြုခြင်းပဲဆယ်ဖို့တဖို့ကအိမ်တော်အမှုကို ပြုသောလေဝိနဲ့ဆက်ဆိုင်သော ကောင်းကြီးကလေဝိပဲစားရမှာစာနစ်စကူဆရာမတွေစားလို့ရတယ်သင်းအုပ်ဆရာတွေအမှုတော်ဆောင်တွေအေးဝင်ကလေးဆရာတွေကအဲ့ဒါကိုစားရတာအဲ့ဒါစားပြီးမှသာသနာပြုကြရတာ ဒါပေမဲ့ကျွန်တော်တို့လွဲနေတာကဆယ်ဖို့တပုတ်ကိုဗမာထက်ဆယ်ဖို့တပုတ်ကိုငွေတို့ချီးစားတဲ့အသင်းတော်တွေလည်းအများကြီးပဲဗျာလွဲနေတဲ့အရာတွေကို ပြန်တက်မှပေးရအောင်ဆယ်ဖို့တပုတ်ကဖျားเจ้าဝေတာနဲ့လည်းမဆိုင်ဘူးအသင်းတော်ထိုင်ကုန်ဝေတာနဲ့မဆိုင်ဘူးအသင်းတော်တန်ရှိရသွားဆေးတုတ်တာနဲ့လည်းမဆိုင်ဘူးအသင်းတော်ပိုင်မြေအတွက်လည်းမဆိုင်ဘူးဆယ်ဖို့တပုတ်ဒီအိမ်တော်၌စားเสียအမှုကိုပြုတော်ဘယ်သူလဲ အဲ့ဒီပုံကိုစားလို့ရတယ်အဲ့ဒီအတွက်သုံးရတာဖြစ်တယ်ဆေဘုတဘုရားဖိုက်စာတန်အမြဲတမ်းချောင်းမြောင်းတာတင်းတို့ဆေဘုတဘုပဲနော်ကောင်းသောမြေကိုမကြပဲနဲ့ပြန့်ကျဲသွားတဲ့ဆေဘုတဘုတွေတအားလုံးဆုံးရှုံးသွားတယ်ဒါကိုကျွန်တော်သဘောပေါက်သိရှင်းပါတယ်ဒါကြောင့်မလွဲပါစေနဲ့တောင်းကြလို့နော်ရှာကြလို့ ခောက်ကြလို့ဆိုတဲ့နှုတ်ကပတ်တော့ကငငယ်တည်းကရွတ်ဆိုထားတော့လဲကျွန်တော်တို့လွဲနေကြရတယ်မဟုတ်ဘူးလားလွဲနေတာကို ပြန်တက်ပေးလိုက်ရင်သင်ကောင်းကြီးဖြစ်တယ်သင်ကိုယ်တိုင်ကကောင်းကြီးမင်္ဂလာခံစားရမှာဖြစ်တယ်လွဲလွဲလေးလေးကောင်းပါတယ်ဆိုနေကြတော့လဲမတတ်နိုင်ဘူးပေါ့နော်လွဲလွဲလေးလေးကောင်းတယ်တဲ့တချင်းရှိထွက်လာတယ်မဟုတ်လားဒါကြောင့်ချစ်တော်ညီကောင်မလို့မှာတော့ဒီနေ့နှုတ်ကပတ်တော်ကိုဒီလောက်နဲ့ဝင်ငှအချင်းနဲ့ အရောက်စီတိုင်းနှုတ်ကပတ်တော်ကိုဆံကသောကြောင့်သင်တို့အသက်တာကိုအတွင်းလူကိုဒီနှုတ်ကပတ်တော်အပြင်တောင်းရှာခောက်ဆိုတဲ့နှုတ်ကပတ်တော်ကိုမှတ်မိနိုင်ဖို့အထဲနှလုံးသားသွင်းပြီးတော့ဆင်ခြင်ပြီးတော့ဒီနေ့ကျွန်တော်တို့ဘာတွေတောင်းကြမလဲဘာတွေရှာကြမလဲဘာကိုခောက်ကြမလဲဆိုတာကို ဒီနေ့ကြားနာတဲ့နှုတ်ကပတ်တော်မှာအရောက်စေတဲ့ဖရာရှင်အထူးကောင်းကြီးရှိပါစေ။အာမင်။အာမင်။အာမင်။ဟုတ်ပြီနော်။